နောက်တစ်ချက်ကကျွန်တော်တို့အာအဖေဩဝါဒစာခန်းကြီးတေအငယ်၄မှာကျွန်တော်တို့ချစ်ဖတ်ခြင်းတယ်သူတို့တို့တို့လည်းပဲသွားမှာဖြစ်ပါတယ်အဖေအဖေအဖေတိလေကျွန်တော်တို့သူတို့ခွဖတ်ရအောင်နော်ဧကဘာမတိမီငါတို့ကိုခရစ်တော်၌ရွေးကောက်တော်မူသည့်နေ့အညီ ကောင်းကင်ဘုံဤဆိုင်သောအရာတို့၌ခတ်တင်းသောတမမင်္ဂလာတို့ကိုခရစ်တော်အားဖြင့်ငါတို့အားဘေးတနာတော်မူသောငါတို့သခင်ယေရှုခရစ်၏ကမေးတော်ဖျားသခင်သည်မင်္ဂလာရှိစေတည်းအာမင်အဲ့တော့ဘလူနားလေလေအဲ့တော့ဘလူနားလေလေဆိုရင်ဒီမှာယေရှုခရစ်တော်ဟာ ကျွန်တော်တို့မရှိခင်ကတည်းကနော်လောကတော့မဖန်ဆင်းကြရင်ကတည်းကကျွန်တော်တို့ကိုကေတင်ဖို့ရအတွက်ဖရာသခင်အကြံစီရှိခဲ့တယ်နော်ဒီမှာဘလို့ပြောလဲဆိုရင်အေကဘာမတိမီဆိုရင်ဂဘာတော့မရှိခင်မှာကျွန်တော်တို့ကိုခရစ်တော်ထဲမှာယွင်းနှုတ်ထားတယ်တဲ့နော်အဲ့တော့ခရစ်တော်ထဲမှာကျွန်တော်တို့ကယွင်းနှုတ်ဖို့ရအတွက်ဖရာသခင်အကြံစီရှိခဲ့တာဖြစ်တယ် ်အာမင်အဲ့တော့တင်ရဘုရားသားဖြစ်ခွဲ့ရတာကတင်ရလူဆောင်ချင်းမပါဘူးဆိုတော့ကိုပြောပြချင်တာဖြစ်တယ်အဲကျွန်တော်တို့ကိုဘုရားကပဲတိတကျွန်တော်တို့ကိုရွေးနှုတ်တာဖြစ်တယ်ကျွန်တော်တို့တော့မရှိခင်ကဘာတော့မရှိခင်မှာဘုရားကသူ့ရဲ့ဖလင်ထဲမှာရွေးနှုတ်ထားပြီးဖြစ်ပါတယ်ယေရှုခရစ်တော်အားဖြင့်ရွေးနှုတ်ဖို့ရတဲ့အကောလို့သူ့ရဲ့ဖလင်တွေချပြီးတာဖြစ်ပါတယ်နော် ဒါကြောင့်မို့ကျွန်တော်တို့နားလည်စေချင်တယ်ယေရှုခရစ်တော်အားဖြင့်မဟုတ်ရင်ကျွန်တော်တို့ဖျားသားသမီးဖြစ်ခွက်မလွယ်ဘူးသို့တော်လည်းပဲဖျားသခင်က तू तू သားသမီးဖြစ်လာမဲ့လူတွေကိုဖျားကတိတယ်ကြိုတီးပြီးမှတိပြီးမှရွေးလုပ်ထားတယ်ဆိုတာကိုနားလည်ရပါတယ်ဒီကြမ်းချက်အရပါနော်အဲ့တော့ကဘာမတိမီကျွန်တော်တို့ကိုခရစ်တော်ထဲမှာယွင်းထုတ်ထားတဲ့သူတွေဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကအလဟတ်ဆုံစေးခြင်းမဟုတ်ဘူး။အဲခရစ်တော်ထဲမှာအသူဒီလို လာရောက်ခြင်းမဟုတ်ပါဘူးဘုရားသခင်သူ့ရဲ့အကြံစင်တော်ထဲမှာဘုရားသခင်ကကြူတည်ပြီးမှရွေးနှုတ်ထားပြီးဖြစ်ပါတယ်ဟာလေလုယာအဲ့တော့ကျွန်တော်တို့ရဲ့ဝိညာဉ်က အရင်ကတည်းကဘုရားသခင်ရွေးနှုတ်ထားတာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်မှာဆရာကျော်လင်းပြောတဲ့အထက်မှာပါသွားတယ်။ကျွန်တော်တို့ခရစ်တော်ကိုယုံကြည်လာဖို့ရတွေ့တော်မှာမလုပ်ရလဲဆိုရင်တန်ရှင်းသောဝိညာဉ်တော်ကအထက်ကနေလှုပ်ပေးတာ အထက်ကနေလှုပ်ပေးတဲ့ခါမှာကျွန်တော်တို့ကခရစ်တော်ဟာငါတို့ရဲ့ကယ်တင်ရှင်ကျွန်တော်ကျမရဲ့ကယ်တင်ရှင် ဖြစ်တယ်ဆိုတာကိုယုံကြည်လက်ခံတတ်တာ။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ကတည်တော်သူ ဖြစ်တဲ့ပျောက်ဆုံးသောသူတည်တော်သူဖြစ်တဲ့အတွက်ကြောင့်မို့အသေးကောင်ကဘာမှလှုပ်လို့မရဘူး။အဲ့ဒါကြောင့်မို့ကျွန်တော်တို့အထက်ကနေအသက်ရှင်ပေးတာဖြစ်တယ်။အဲ့တော့ယေရှုခရစ်တော်ကကဘာမှတည်မီခင်ရကျွန်တော်ပြီးမှအဲ့ဒီရွေးကောက်ထားတဲ့လူကိုဖျားတည်တယ် ဒါကြောင့်မို့အဲ့ဒီလူတွေကိုအသေးကနေဘယ်တော့ခရစ်တော်ကိုယုံကြည်တတ်အောင်တရှင်တော်ဝင်းတော်ဘုရားကပဲလှုပ်ဆောင်ပေးသွားတာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကတန်ဖိုးအရာကြီးတဲ့သူတွေဖြစ်တယ်ခရစ်တော်ရဲ့အသွေးတော်အဖြစ်ကျွန်တော်တို့ကိုရွေးဝင်ထားတဲ့လူတွေဖြစ်တယ်။ယေရှုခရစ်တော်ကကျွန်တော်အရှင်ကြီးပြောတယ်လွန်ခဲ့တဲ့နှစ်ပေါင်း2000မှာကျွန်တော်တို့အတွေ့လက်ဝါးကနိုင်မှာထက်ခံတယ်၊တကြွချင်းခံတယ်၊သုံးရမြောက်သောနေ့မှာရှင်ပြထောက်မဲ့တဲ့ဖခင်ရှင်ဖြစ်တယ်။အာမင်။ အဲ့ဒီလူနဲ့ကျွန်တော်တို့ကိုရွေးနုတ်ကယ်တင်ထားတဲ့ဘုရားရှင်ဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ယေရှုခရစ်တော်ဟာကျွန်တော်တို့အသက်ကဘာမတင်မင်ကလေးကပြင်ဆင်တော်သူဖြစ်တယ်။ဟာလေလုယာ။အဲ့ဒီယေရှုခရစ်တော်ကိုယုံကြည်လက်ခံမယ်ဆိုရင်ထာဝရအသက်ကိုရပြီးအောင်ကောင်းကင်နိုင်ငံဝင်စားရမှာဖြစ်ပါတယ်။ဟာလေလုယာ။